ဒီလိုကြောင်ရင်းတွေကြောင့်ခန်းနေဝေစီမှာမလို့တော့ပဲ YGW မိဘမဲ့ကေရမှာလှူဒန်းခဲ့တဲ့ပန်တကွန်တို့ဇနီးမောင်နှံပရိသတ်များလုံးမင်္ဂလာပါရှင့် Famous Daily News ကနေပြန်လဲကြိုဆိုလိုက်ပါတယ်မင်္ဂလာဦးအလှူဖြစ်မိဘမဲ့ကလေး900လောက်ရှိတဲ့ YGW မိဘမဲ့ကေရမှာလှူဒန်းခဲ့ရတာကတော့ တရုတ်ဆောင်မော်ဒယ်နဲ့မင်းသားပိုင်းတကွန်နဲ့ဇနီးတဲ့လေးမျှဖြူတို့ဇနီးမောင်နှံပဲဖြစ်ပါတယ်။ပုံမှန်ဆိုရင်တော့အမှုပညာရှင်တွေနာမည်ကြီးတွေတော်တော်များများဟာခိုင်နှင်းဝီတီထောင်ထားတဲ့မိဘမဲ့ကေရမှာပဲလှူဒန်းကြတာများပါတယ်။ဒါပေမဲ့လည်းပိုင်းတကွန်နဲ့ဇနီးတဲ့လေးမျှဖြူကတော့ခိုင်နှင်းဝီကေရမှာမလှူဒန်းတော့ပဲတိုက်ကြီးမြို့နယ်က 1GW မိဘမဲ့ကလေးကေရမှာလှူဒန်းခဲ့ရပဲဖြစ်ပါတယ်။ ဒါကြောင့်လေပရိသတ်တွေကတော့ဘိုင်းဒဂွန်နေနဲ့အခုလက်တလုံးမှာဖြစ်နေတဲ့ပြဿနာတွေကြောင့်ခန်းနေဝေကေယာကိုမလူတန်းတော့လားဆိုပြီးသိကျင်နေကြတာပေါ့အလုံးသေးတဲ့အတိုင်းခန်းနေဝေပရိသတ်ဖောင်ဒေးရှင်းဟာအခုရက်ပိုင်းမှာတော့အထည်ဆိုင်ပိုင်ရှင်မတ်ရှားထက်နယ်မှားလွဲခဲ့တဲ့ငွေသိန်း30ကိုပြန်မလွှဲတာကနေစလို့တော်တော်လေးကိုဝေဖန်ခံနေရတာဖြစ်ပါတယ်။နောက်ပြီးတော့လူတော်တော်များများကတော့ခန်းနေဝေပရိသတ်ဖောင်ဒေးရှင်းရဲ့အလွဲအမှားတွေကိုဝေဖန်ကြတာဖြစ်ပါတယ်။ ဒီလိုချိန်မှာတရုတ်ဆောင်မင်းသားပိုင်းတကွန်ကတော့ဇနီးတဲ့လေးများဖြူနေတဲ့အတူမင်္ဂလာဦးအလှူဖြင့်ရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်တနတ်ချောင်းကျေးရွာအုပ်စုမှာရှိတဲ့ YGW မိဘမဲ့ကလေးကြီးဟာမှအလုံငွေ123သိန်းနဲ့အတူတနေ့စာအာဟာရကျွေးမွေးလူတန်းခဲ့ရပဲဖြစ်ပါတယ်။ဒါကြောင့်လည်းပြည်သက်တွေကတာလူအနုမောဒနာအကြင်ကြင်ခေါ်ဆိုကြရပါတယ်။ပုံမှန်ဆိုရင်တော့အနုပညာရှင်တွေနဲ့လူတွေတော်တော်များများဟာခိုင်နေဝေရဲ့ Brighter Foundation နဲ့မိဘမဲ့ဂေဟာကိုပဲလူတန်းကြတာဖြစ်ပါတယ်။ ဒါပေမဲ့လည်းခုကမှာတော့ပိုင်းတကွန်ကဖြစ်ပေါ်နေတဲ့ခိုင်နှင်းဝေရဲ့ပြဿနာတွေဆိုတာထက်ခိုင်နှင်းဝေကေဟာတဲ့အလူရှင်တွေပုံမနေပါနေတဲ့ YGW မိဘမဲ့ကေဟာကိုပဲတွားရောက်လူတန်းဖို့အတွက်စုံပြတ်ခဲ့ရပဲဖြစ်ပါတယ် တိုက်ချင်းမျိုးနယ်မှာရှိတဲ့ WGWG ဟာကမိဘမဲ့ကလေးပေါင်းအရွယ်ဆုံးစိုက်စုံကိုဖုံးဖုံးတွေကကျွေးမွေးပြုစုဆောင်ရှောက်နေရဖြစ်ပါတယ်။ WGWG ဟာကအလူရှင်တွေတခါတလေရှိပေမဲ့လည်းခန်းနေဝေကေဟာတော့အလူရှင်မများတာလည်းဖြစ်ပါတယ်။ဒီလိုမျိုးအလူရှင်မရှိတဲ့နေ့ဆိုလို့ရှိရင်ဟင်းမကောင်းမဲနဲ့ရှိတာလေးတွေနဲ့ပဲမိဘမဲ့ရင်သွေးလေးတွေကစားတောက်ရတာဖြစ်ပါတယ်။ ဒါကြောင့်လေပိုင်းတကုံနဲ့ဇနီးတဲ့လင်းများဖြူဟောင်းဘိုရိုဖုံးမိသားစုနဲ့အတူ WGW မိဘမဲ့ကေဟာကိုတနေ့စာထမင်းတွေနဲ့အတူတိန်းတရာကျော်လူတန်းကေဟာပဲဖြစ်ပါတယ်ဒီလိုမျိုးနိုင်ငံကျော်မင်းသားပိုင်းတကုံကိုရိုင်းလာလို့လေမိဘမဲ့ကလေးတွေကဝမ်းသာနေကြတာဖြစ်ပါတယ်ပိုင်တကွန်ကမိဘမဲ့ကလေးတွေအားလုံးကိုစိတ်ရှည်လက်ရှည်နဲ့ဓာတ်ပုံရိုက်ပေးခဲ့တယ်လို့သိရပါဗျ ခိုင်နင်းဝေကေယာမှာမလူဘဲနဲ့ WGWK ဟာကိုလှူဒန်းခဲ့တဲ့ပိုင်တကွန်ကတော့စဉ်းစားစရာ ဖြစ်နေရဖြစ်ပါတယ်။ပိုင်တကွန်ကအလုံးသေးကြတဲ့အတိုင်းစိတ်ထားကောင်းပြီးတော့ပရိသတ်တွေချစ်ခင်အားပေးကြတဲ့မင်းသားလေးတစ်လက်ပါအခုတခါမှာတော့ပိုင်တကွန်ကပရိသတ်ချစ်တော်မင်းသားလေးဖြစ်တာနဲ့အညီဇနီးတဲ့ဖြစ်သူလင်းများဖြူနဲ့လက်ထပ်ထားပေမဲ့လည်းကြီးကျယ်ခမ်းနားတဲ့မင်္ဂလာပွဲကိုမလုပ်ဘဲနဲ့ပရိတာလို့တွေကိုပဲလုပ်ကင်နေခဲ့ရဖြစ်ပါတယ်။ဒါကြောင့်မလို့ပိုင်တကွန်ကိုပရိသတ်တွေကချီးကျူးနေရပါ။ပိုင်တကွန်ဟာမိဘမဲ့ကလေးတွေနဲ့ယဉ်နီးစွာနဲ့နေပြီးခဲ့ရကိုတွေ့ရပါတယ်။ ပရိသတ်တို့အနေနဲ့ရောပိုင်တကုံးရဲ့အလူတန်းနဲ့ပတ်သက်ပြီးတော့ထင်မြင်ချက်လေးတွေကိုပြောသွားခဲ့ပါအောင်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။